အားလုံးပဲမင်္ဂလာပါရှင်။ online channel မှာကြိုဆိုပါရစေ။အခုတာတာမိမိတို့ကိုပြောပြပေးမယ့်ပုံမြင်လေးရဲ့နာမည်လေးကတော့ကြောက်ခဲတလဲတားမိုက်မယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ဟိုးရှေရှေတုန်းကတရေကြီးတအူးရှိတဲ့တရေကြီးတအူးမှာတားယောက်ျားလေးတွေရှိတဲ့။အဲ့ဒီတရေကြီးဟာအိုမင်းမဆန့်ရှိလို့ သွားကကျူးစပင်ကဖြူနားကထိုင်းခါးကကိုင်းဖြစ်ုံမကားဘူးတဲ့ခဏနာခဏခဏဖြားလိုက်နာလိုက်ဖြစ်နေတော့တည်တော့မှာပဲလို့ထင်သားနဲ့သားတွေကိုခေါ်ပြီးလူကြီးဆောင်ရရှိမှလဲတွေရာတွေရွှေငွေပစ္စည်းတွေကိုအမွေအဖြစ်နဲ့ခွဲဝေပေးလိုက်တဲ့ဒါပေမဲ့လည်းတတိယဦးကြီးဟာအင်မတန်အသက်ပြင်းတဲ့ တေကံမရောက်တမပြောက်စုသလိုဖြားသာဖြားတယ်နာသာနာမသေးဘူးတဲ့ပဲတနစ်ကောတနစ်ကူးပြိမဲ့မသေးဘူးဆိုရဆဲနဲ့အသက်ရှင်နေတာပဲတဲ့ကွအဲ့ဒီလိုနဲ့အသေးအသက်ရှင်လေးဒုက္ခများဒုက္ခရောက်လေပေါ့ပဲအိုးလို့မင်းလို့ဒုက္ခရောက်ရတာကတမျိုးဖြားနာလို့ဒုက္ခရောက်ရတာကတမျိုးသားတွေကမတရားလို့ညွှန်းညင်း ကျိန်ဆဲတာကိုခံရတဲ့အတွက်ဒုက္ခရောက်ရတာကတမျိုးသူခမများမှာတေကန်နီးမှ အတော်ကိုပင်မဆင်းရရှာတဲ့ကွယ်ဟိုးရင်တော့ကတော့မွေမရသေးလို့သားတွေကမျက်နှာလိုမျက်နှာရနဲ့အဖိုးကြီးကိုသူထက်ငါတအောင်လှုပ်ကြွေးပြူးစုကြတဲ့ကွယ်အခုအမွေရပြီပြီဆိုတော့ဖေးဦးကြီးကိုဂရုမစိုက်ကြတော့ဘူးကွယ်မြ мян သေးရင်မြ мян အေးမှပဲလို့အောင်းမေးပြီး အသက်ရှင်နေတာကိုပဲမနာလို့ဖြစ်နေတဲ့အတွက်ညိုညင်ကျင့်ဆဲကြတဲ့ကွယ်တနေ့တဲ့တနေ့ကြတဲ့အခါတထေးဦးကြီးကိုမင်းဆွေဟောင်းတယောက်အားမာဂျန်အသားကြောင့်တရင်မင်းရင်ရောက်လာတဲ့သူတို့နှစ်ဦးတွေ့ကြတဲ့အခါမှာရှေးအောင်သောဖြစ်တွေကိုငြိမ်ရှိရင်နဲ့ပြောကြတာပေါ့ကွယ်ဒီလိုပြောရင်နဲ့ တထေးအိုကြီးအားသားတွေကိုအမွေခွဲပြီးတဲ့အကြောင်းသားတွေကမတရားလို့ညဉ့်ညင်ချိန်ဆဲတဲ့အကြောင်းတွေကို အသေးနာနာနဲ့ပြောပြတာပေါ့ကွယ်အဲ့ဒီအခါမှတော့မိတ်ဆွေလည်းစိတ်မကောင်းဘူးပေါ့ကွယ်အဲ့ဒါကြောင့်အကြံထုတ်ပါအောင်မယ်အကြံရတဲ့အခါအကူအညီပေးပါမယ်လို့မှန်ကြားပြီးပြန်သွားတဲ့ကွယ်ရဲ့အနှဲငယ်ကြတော့အဲ့ဒီမိတ်ဆွေဟာတထေးအိုကြီးအိမ်ကိုလှဲစီပြီး ရောက်လာတဲ့ ။နောက်တဲ့ဆိုရင်ပဲကြောက်ခဲနဲ့တလဲတွေအပြည့်ထည့်ထားတဲ့အိတ်ကြီးတွေကိုထမ်းချလာပြီးတတိအိုကြီးရဲ့အိယာနာမှာထားတဲ့ကွယ်။ထားပြီးတော့အခါဟောဒီလိုပြောတာပေါ့ကွယ်။ကဲတတိကြီးကျွန်တော်လာတဲ့တရင်ကိုတတိကြီးရဲ့သားရင်းကြားကြလိမ့်မယ်။ကြားရင်မင်းမြန်းဆုံဆန်းကြလိမ့်မယ်။အဲ့ဒီအခါတတိကြီးကဟန်လို့ဖို့အရင်ကြီးတယ်။ဟုတ်ရဲ့လား။ အခုကျွန်တော်လာတာဟာတထေးကြီးရဲ့အကျွေးတွေကိုစက်ဖို့လာတာလို့ပြောပါဟောရိကြောက်ခဲတလဲအိတ်တွေကိုငွေအိတ်တွေပါလို့ပြောပါဒီတော့တထေးကြီးစီမှာငွေအရေးအများကြီးရှိသေးတယ်လို့မှတ်ကြလိမ့်မယ်အဲ့ဒီအခါတထေးကြီးရဲ့သားတွေဟာတထေးကြီးကိုယူဆိုင်ကြလိမ့်မယ်ဒါပေမဲ့အိတ်ကြီးတွေကိုတော့မကင်စင်းနဲ့တော့လုံလုံချုံချုံသိမ်းထားပါကဲကျွန်တော်သွားလိုက်အောင်မယ်လို့ပြောပြောဆူဆူနဲ့ လှန်စီပြီးပြန်သွားရောတဲ့ကွယ်အဲ့ဒီနေ့မှာပဲတတိယဦးကြီးရဲ့သားမိုက်တွေဟာတည်င်းကြကြတာပေါ့ကွယ်တတိယဦးကြီးအိတ်ခမ်းထဲမှာငွေအိတ်ကြီးတွေရောက်နေတယ်လို့ကြားတော့အဲ့ဒီသားလုံးသူတွေဟာတရေတမျှမျှကြားပြီးတတိယဦးကြီးကိုမျက်နှာလုံးကျပြန်တာပေါ့ကွယ်အချက်ကတော့နှဲပါပြီးတော့အချိုတမျိုးအချင်းတမျိုးအပူတမျိုးအိတ်တမျိုးစားစရာဘီယို အစားစရာတွေနဲ့ပြုစုကြတဲ့ကွယ်အဲ့ဒီလိုနဲ့အဖိုးကြီးဟာအသက်ရှိသွားလိုက်တာမိစကုံစီခန်းဆိုသလိုနောက်ဆုံးမတတ်နိုင်တော့မှသိချတဲ့ကွယ်အဖိုးကြီးလည်းတေရောတစ်ချိန်လုံးငဆောင်ထိုးနေကြတဲ့သူသားတွေဟာသူထက်ငါအရင်ဦးအောင်အလူရနဲ့အိတ်ခမ်းတွေကိုပြေးဝင်ပြီးတဲ့အခါအိတ်ကြီးတွေကိုခွင်လိုက်ကြတဲ့အထဲမှာဘာတွေကိုတွေ့ရသလဲဆိုတော့ကြောက်ခဲနဲ့တလဲကြီး တလဲတွေကြီးပဲတဲ့ကွယ်ကဲပုံမြင်လေးကတော့ဒါပါပဲကွယ်တတမီတို့လည်းပုံမြင်လေးကိုနားထောင်မီပုံမြင်လေးကိုနားထောင်မီမလိုက် channel လေးကို subscribe လေးမလို့ရသေးခင် subscribe လေးလုပ်ဖို့တောင်းဆိုပါရစီရှင်ကျေးဇူးတင်ပါတယ်ရှင်